အဲအဲ့ဒီမှာအခြေကြီးကျွန်တော်အမြင့်ဆုံးပေါက်တာကတော့အမေရိကန်ဒေါ်လာ၈သိန်းကအကောင့်တစ်ကောင့်နဲ့ညီပြီးတော့မပေါက်တာပါဗျာသူတို့ပေါက်လို့ရှိရင်ဘုံကြီးကျလုံးတစ်ခါလေဗျာဒီငကားရုံနဲ့ပုံကြီးလေဗျာအဲ့ဒါကျတော့အခြေကြီးပေါက်တယ်လို့ပြောတယ်အခြေကြီးပေါက်ရင်အဲ့ဒီကောင်ပေါက်၃ချက်ထိုးရတယ်ကျွန်တော်တို့မြန်မာဘုံကြီးကျောင်းတွေမှာတွေ့ရတဲ့မောင်းလိုမှာတွေ့တဲ့လုံးရှိတယ်မောင်းလိုမြန်တဲ့အတက်လောက်အဲ့ဒါလေးကျတော့အမေရိကန်ဒေါ်လာ၅ဆောင်းပေါက်လို့ပြောတယ်အာဘုံကြီးကျတော့အမေရိကန်ဒေါ်လာ၅ဆောင်းအထက်လို့ပြောတယ်ဗျာတရက်ကိုပုံမှန်ပေါက်တယ်ဗျာအဲ့ဒီ မောင်းလေးဆိုရင်အခါသုံးပါအာခါလေးရလို့ရှိရင်မောင်းကြီးပဲတရက်တမသုံးပါတော့ပေါက်တာရှိသေးတယ်အဲ့ဒီကျွန်တော်ရဲ့ယုံကကျွန်တော်လုပ်တဲ့ယုံက80လောက်ပါပဲယုံမှာပဲအလုတ်မှာဘယ်လိုလုတ်ဖြစ်တာလဲကိုယ့်ရဲ့အလုတ်အကြောင်းလေးနည်းနည်းရှင်းပြပါလားဟုတ်ကဲ့ကျွန်တော်ကလုံခဲ့တဲ့9လလောက်ပါဗောနော်2024ရောဆယ်လပိုင်းလောက်ကပြင်မယ်ကျွန်တော်တို့အပြင်မှာကာမွန်တော့လာတာကဟိုပါဗျာဟို၄သိန်းကျော်၅သိန်းလောက်မပြည့်ဘူးဗော အဲ့လိုဆိုတော့ကျွန်တော်တို့လည်းအမြဲတမ်းဒီ site ကြီးမှာအဲ့လိုလုံခြုံရေးတွေပါတယ်ကလာစာပုံများတယ်လို့ကျွန်တော်တို့လည်းတိထားတယ်ဒီအခြေခံလုပ်သားတွေကပြီးတော့ဝင်တဲ့အချိန်မှာကျွန်တော်တို့ကဟိုဆက်မကြီးဆိုပြီးတော့ပွဲစားတွေတစ်လစာလောက်ပြီးရတယ်ကအဲ့အဲ့လိုလေးကကျွန်တော်လက်ထက်မှာရှိနေတော့ line ပေါ်ရှာတယ်တော့ဒီလုံခြုံရေးခေါ်တော့ကျွန်တော်တွေ့တယ်အရင်ကတော့တစ်ခါမှမလုပ်ဘူးဗျအဲ့ဒါနဲ့တွေ့တော့ဒါလုံခဲ့တဲ့၅လလောက်ကကျွန်တော်ဟိုတွေ့ခဲ့တာပါလုံခြုံရေးလုပ်ခေါ်စားအဲ့ဒါနဲ့ကျွန်တော်ညနေညနေရင်းချင်းမှကျွန်တော်ပုံဆက်ပြီးတော့မှ အာပွဲစားကပြီးပါမယ်ကျွန်တော်ရရုပ်ချင်ပါတယ်ဆိုပြီးချိတ်ဆက်လိုက်တော့အာကိုညက်နဲ့ချက်ချင်းဝင်ရမယ်ညတိုင်းချင်းရမယ်ဆိုပြီးတော့မှအာပတ်စံ60ကိုပွဲစားလိုက်တဲ့ထည့်ပြီးကျွန်တော်မြောက်ဒီအမှတ်9တဲပုံပေးမှာကျွန်တော်ဟိုပါပေါ့လုံရွေးလုံရခဲ့ပါတယ် online online လို့ပြောရပါတယ်အော်အမှန်ငါတဲပုံဂိတ်ဆိုသူကဟိုကြားပြန့်လုပ်ငန်းတွေလုပ်တဲ့နေရာလားဟုတ်ပါတယ်ဟိုသူကကျတော့ site သေးတဲ့မျိုးပါဒါပေမဲ့ဝင်ရတော့ကျွန်တော်အဲ့နှစ်ဧကတော့ခံမှန်းပါတော့အဲ့လောက်ကြည့်ရမယ်ဒီမှာဟုတ် ဒါမှတခြားဝင်ကြီးတွေနဲ့ဆိုင်တော့သူကတော့ဝင်အချင်းလေးပါဆိုက်သေးလို့ခေါ်ပါတယ်အဲ့တော့ဟိုရွှေကုတ်ကိုမှလားဘယ်နေရာမှာလဲမဟုတ်ဘူးဒါသူကကျတော့မြောက်ဝတီမြို့ရဲမှာပါဗျာမြို့ရဲကန်းနပူပြီးမှာပါအော်မြောက်ဝတီမှာဟိုမြောက်ဝတီမှာဟိုအဲ့ဒီလိုလုပ်ငန်းတွေရှိနေတာပေါ့ဟုတ်တယ်ခင်ဗျာမြောက်ဝတီမြို့ပေါ်မှာရှိတယ်ပြီးတော့ဟိုကျန်တဲ့နေရာတွေကတော့တိတိကျကျသိရဖို့တော့ခက်ခဲပါတယ်ဒါကကျွန်တော်လုပ်ခဲ့တဲ့နေရာမှာကျွန်တော်ကြားတာ ညိုထဲမှာတော့ကျွန်တော်ရောက်ခုတာ73ဂိတ်ဂိတ်နံပါတ်နဲ့တချို့ကကာစီနိုတွေပေါ့တချို့ကကျတော့ကြားပြန့်ယုံတွေပါဟုတ်ပြီအဲ့ဒီဂိတ်နံပါတ်5ဟဲ့လားအဲ့တော့ဘယ်နေရာလဲအဲ့နေရာအဲ့လေးနဲ့ရှင်းပြပါဦးဟုတ်ကဲ့သူကအမှန်5ရက်ကွက်မြောက်ဒီဒီကန္နပူဘေးကတဲဘုံဂိတ်လို့ခေါ်ရတာခင်ဗျာအဲ့တဲဘုံဂိတ်ဆိုတာတရားဝင်ဂိတ်လားဘယ်လိုဟာလဲဟုတ်ကဲ့ကျွန်တော်တို့ကဒီယုံလို့ဂိတ်လို့ခေါ်ရတယ်ဘာလို့ဆိုတော့ယုံနေရာအများကြီးသူကဂိတ်နံပါတ်နဲ့ခေါ်ရတယ် ။အော်ဂိမ်းနံပါတ်ကယုံနေကိုပြောတာဟိုဘက်ဒီဘက်ကူးတဲ့ဂိမ်းမဟုတ်ဘူး။ဟုတ်ကဲ့။ဟုတ်ဟုတ်ဟုတ်ကဲ့။ယုံနံယုံနေကိုအခေါ်ပါကျွန်တော်တို့ဘက်ကအခေါ်ပါ။အော်ဂိမ်းနံပါတ်5အလုံးယုံမှာလောက်ရတာ။အဲ့တော့ A ကနှစ်ကလောက်ကျဲတယ်။အော်အင်း။ဟုတ်ကဲ့ဟုတ်ကဲ့။နှစ်ကနည်းကျော့ပါတယ်။အော်ဟုတ်ပြီအဲ့ဒီမှာကိုကလုံချုံရေးဆိုတော့အပြင်မှာပဲနေရတာအထဲအဆောက်အဦတွေပဲဝင်ရတာအော်ကျွန်တော်တို့ကအဆောက်အဦတွေကဟိုအဆောက်အဆောက်ပါဗျာလူအနည်းစုပဲဆောက်ပါတာပါ မဟုတ်ဘူးအဲ့ဒီအဆောက်အဦအဲ့ဒီအဆောက်အဦကြောင့်နဲ့ရှင်းပြပါသူတို့ဘာတွေလောက်ကြတယ်လဲဘလို့အနေထားလဲအဲ့ဒီပတ်ဝန်းကျင်အနေထားအစားတိတိတော့နဲ့ရှင်းပြပါဟုတ်ကဲ့ပါဟုတ်ကဲ့သူကတော့ဟုတ်တရားရတော့တော်တော်လေးမြင့်နေပြအဲ့ဒီအပြင်ဆုံးပုံတရားရတော့အပေါ်မှာစံစုကျိုးနဲ့ CCTV နဲ့အဲ့ဒီပုံတရားပတ်ပတ်လေးကက်ရက်ဒီမှာနေရာခက်ဆက်ဆိတ်ကိုအပြင်ရမ်းလို့ခေါ်တယ်ဒီရက်သားလုံးမျိုးကြီးတွေတင်စစ်တင်တဲ့ပုံစံမျိုးပေးထားပြီးတော့မှလက်နဲ့တော့မပေးတော့ဘူးပြလက်ထိပ်လို့တန်တန်တော့လို့ပေးထားတယ် ဲ့လိုမျိုးခက်ဆိုင်ဆိုင်နဲ့တဲလေးနဲ့ပပလေဝင်းကိုအဲ့လိုမျိုးခြံခတ်ပြီးစောင့်တာပဲ။အဓိက main gate ဒီဝင်ထွက်မှာကြတော့သူကဟိုလက်နက်ကင်တစ်ခွဲတက်ဆိုင်ရကျွန်တော်ထင်ပါတယ်ရှယ်ယာပါတဲ့တပ်မှုရဲ့တက်တာတွေဖြစ်တယ်။ဖြစ်လာတယ်အဲ့ဒါနှစ်ကြားလောက်တက်ကပါလေ။သူတို့ကတော့ဂိတ်ကြီးမှာစောင့်နေ။ဝင်းပပလေကိုအဲ့ဒီပြင်ရန်လို့ခေါ်တဲ့ရက်သားတွေစစ်တယ်နန်းလို့ပုံစံမျိုးပေးပြီးတော့စောင့်ပိုင်းပါတော့ခက်ဆိုင်ဆိုင်ပေါ့။ ကျွန်တော်တို့ကကျတော့ online ဒီတရုတ်တွေကြားခံလို့တဲ့ရုံကိုရုံခန်းနေမှာကျွန်တော်တို့ကစောင့်အောင်ပါဗျာရုံခန်းအတွင်းအပြင်မှာကျွန်တော်တို့ထိုင်ပြီးတော့မှဒီကောင်နေအိမ်လာသွားတာအစပြီးလို့ရှိရင်သူတို့ဘာလုပ်လဲဖုန်းသူတို့ကင်နေကြားခံလို့တဲ့ဖုန်းနေရတိတ်နေတဲ့ကင်မရာတွေပိတ်ထားတယ်ဗျာသူတို့ကင်မရာတွေဖွင့်ပြီးတော့ပဲသူအိမ်နဲ့အခြေဆက်တုပ်နေတာသူတို့မြေပညာတော်ဝင် line မတင်မလားဆိုပြီးကျွန်တော်တို့ကအဲ့လိုမျိုးစောင့်ကြည့်ရတဲ့ဟန်ပြသဘောပါအော်အဲ့တော့ကိုလှုပ်ရတာကတကယ်ကြားဖြန့်တွင်ထဲမှာကြားဖြန့်အလုတ်မှာသွားဆောင်ရတာပေါ့ ဟုတ်ပြန်ဟုတ်ပြန်အဲ့လိုတကယ်ကိုကျွန်တော်ရောက်တော်ခဲ့တာပါဟုတ်ပါဘာဘာလို့ ਆ လဲကိုအလုတ်တာဝန်အဓိကပါလဲအလုတ်တာဝန်အဓိကအဲ့ဒီကြားပြန်လုပ်နေတဲ့တရုတ်တွေကဂျုံကန်ထဲမှာအလုတ်လုပ်တယ်ဂျုံကန်ထဲကဂျုံကန်ရဲ့အပြင်ကိုထွက်လိုက်ပြီဆိုသူတို့မော်တယ်အခန်းလို့ပြီးလို့ရှိရင်ဂျုံကန်စီဝေးလုပ်တဲ့အခန်းမှာပါလို့အဲ့ဒီနာလို့ရှိတယ်အဲ့ဒီနာလေးအသွားအလာလေးကြီးပုံနေပါမပါသူတို့အခန်းဂျုံကန်အင်မထွက်ပြီးအဲ့အိတ်ဆောင်အပြန်အဲ့မထွင်းစားတဲ့ချိန်ထွက်ဝင်ထွက်ကိုကျွန်တော်တို့သူတို့ခါးကြမှာပုံပါလားမပါလား ချော်ထားတဲ့ပစ္စည်းပါသလားဒါမှမဟုတ်တခြားပစ္စည်းတစ်ခုခုမတမာတဲ့အရထည့်ထားတာလို့ပြောတော့ကျွန်တော်တို့အစစ်အစစ်လုပ်ပြရပါတယ်ခန်းတိုင်းအုပ်ရုံးကအုပ်ဝင်ထွက်ကိုကျွန်တော်တို့အစစ်အစစ်လုပ်ပြရတာပါပဲဟုတ်အော်အဲ့အဲ့တော့ဘယ်လိုမျိုးကြုံဘူးလဲအဲ့မှာမိတိုင်းပဲရှိလားကျွန်တော်တို့အဲ့ကျွန်တော်တို့ကတော့ခုမှလည်းပြောရင်အဲ့ဒီလုပ်တွေကကျွန်တော်တို့ကလာတာနည်းနည်းလေးများတယ်ဆိုတော့များတယ်ဆိုတော့လည်းကျွန်တော်တို့အနေနဲ့များတာအားအားကြောင့်ဝင်လုပ်တယ်ဆိုတော့ကျွန်တော်စေတနာမထားရဘူးဘာလို့လဲဆိုတော့တေချာလည်းကျွန်တော်တို့လုံးမလုပ်ဘူး မိမိကရောပုံပါရမှာကျွန်တော်တို့ကတွတ်ပြပါတယ်ကောင်းတယ်အမျိုးပြီးတာရောညာတော့မရှိဘာဖြစ်လို့လဲဆိုတော့သူ့ဟာသူ့ဘုရားမှာရိုက်လိုက်နှက်လိုက်နှိမ့်ဆက်လိုက်နေတဲ့ဒီကောင်ကတချို့လူကြီးတောင်ဖြစ်နေတယ်ဟလာအဲ့လိုအဲ့လိုမျိုးကြောင့်ကျွန်တော်တို့အဲ့လိုမိတာရောပါရတော့ရှိဘူးရဖက်ပြတာရောပါရတော့ရှိတယ်အဲ့အဲ့တော့ကိုကလာကဘယ်လောက်ရလဲလာကဘန်ဝင်ထိုင်းဘန်ဝင်နေဆိုလို့ရှိရင်ကျွန်တော်ဒလာဘန်9000ရပါတယ် ဟုတ်ပြီအဲအဲ့တော့အဲ့ဒီအလုပ်ကိုစဝင်နေရ तू ကြားဖြန့်ဆိုတော့ကိုယ်သိလားတခြားကုမ္ပဏီလို့ထင်လားဘယ်လိုမျိုးထင်လဲကျွန်တော်ကလည်းအဲပါပီဝိုင်းနဲ့ကျွန်တော်လည်းဖတ်ကြအာပြီးတော့ CDN လောက်ထားတယ်အရင်တော့သူကဝန်ထမ်းတယောက်ဆိုတော့တိပါတယ်အမြင်ညက်တန်းတိပါတယ်တိရတဲ့လည်းကျွန်တော်ဝင်လုပ်တယ်ဆိုတာဒါဒီချက်လက်တွေကိုကျွန်တော်အတိတ်ဒေတာအတွေ့အကြုံတွေရပြီးတရင်ချက်လက်တွေရအောင်အဲ့တော့ဘယ်လိုမျိုး ကြုံတွေ့ရလဲသူတို့အမှနှိမ့်ဆက်တာတွေကြုံဘူးလားသူတို့လုပ်ငန်းတဲ့သဘောတဘာဝတွေကိုအနီးကပ်ကိုလေ့လာခွင့်ရမှာပေါ့ဘယ်လိုမျိုးတွေ့ရလဲဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်အာဘယ်လိုလဲဆိုတော့သူကတရုတ်တင်ကအရင်တရုတ်မင်းသားဝန်ရှင်းလာမှုသူမမိရင်တော့လဲပတ်တဲ့ပုံစံကသူတို့ဒီမှာကျွန်တော်ရောက်တော့ကျွန်တော်တို့ရုံကန်မှာခတ်မှန်းအာတရုတ်80လောက်ရှိတယ်ပေါ့အဲ့ဒီမှာသူကပတ်စံပေါက်လို့ပတ်စံပေါက်လို့ဆိုတော့လိန်နာတော်လို့အတိုင်ပေါက်ပြီးတော့မှ အဲ fascinating ဖွဲ့ရပတ်စံနဲ့ရှိသွားတဲ့တရုတ်ကကျွန်တော်ခေါင်းဆောင်ဆိုပြီးဒီကိုပြန်ခန့်လိုက်တယ်ခင်ဗျပြန်ခန့်ပြီးတော့မှအဲ့ဒီခေါင်းဆောင်ဆိုတဲ့ကောင်ကြီးကကျန်တဲ့ခန္ဓာ70ရှိတဲ့မှာခေါင်းဆောင်က10ယောက်ကျော်လောက်ရှိတယ်ပေါ့လေကျန်တဲ့80 60ကျော်လောက်ကိုကအဲဝီမပေါ့ရင်ရိုင်းနတ်တာနှိစက်တာအာပြီးလို့ရှိရင်အဲ့ငါတို့ရှိရှင်စက်နဲ့တို့တာတော့ဘာလို့မီးမျိုးစုံနဲ့အဲ yes ဆက်လောက်တာရှိတယ်ပေါ့ဗျာဒါတို့ရဲ့အလုံးသဘောတော့ပါပါတို့ကြောက်လာခဲ့တဲ့ပုံစံကိုကျွန်တော်ပြောအောင်လားမသိဘူးခင်ဗျအဲပြောပြပါဦး ုတ်တယ်အဲသူတို့တွေကအကြောင်းဝယ်နဲ့ရောက်တာပေါ့ဗျာကျွန်တော်တို့ကထိုင်းရနေတဲ့စီဗီဇာတွေဟို passport တွေကတော့ထိုင်း passport တွေညဘယ်အဖွဲ့ကြီးကဘယ်ကားနဲ့လာဖို့လဲဘယ်တက်ကဘယ်တရင်ရလဲတော့ကျွန်တော်လည်းမသိဘူးအဖွဲ့ကြီးကားရင်းနဲ့မှန်တော်ပိတ်နေတဲ့ခေါ်လာတယ်အဲတချို့ဆိုရင်လမ်းမှာကလေးထိုးချိန်လာတယ်အဲရောက်ပြီဆိုရင်ကျွန်တော်တို့ဒီရောက်ပြီဆိုကျွန်တော်တို့ဒီ company မှာကျွန်တော်တို့ company မှာပေါင်းပြီးတော့900ယောက်ရောက်လို့900ယောက်ကိုကျွန်တော်တို့အထုတ်တွေချမင်းတို့ထုတ်တွေချမင်းတို့ခံလက်တွေမြောက်ပြီးလို့ရှိရင် ကျွန်တော် passport တွေပါတယ်အကုန်သိမ်းပတ်စံတွေပါတယ်သိမ်းပြီးကြွကြွနေတဲ့လုံးနဲ့ထည့်ပြီးတော့အဲတရုတ် manager ဆိုတဲ့လူရဲ့တက်တဲ့ကိုကျွန်တော်တို့ထည့်ပေးရတယ် passport ပတ်စံနိုင်ရိုးတခြားထောက်ထားလက်စပစ္စည်းတွေတို့ပြီးတဲ့သူတို့ရုံမှန်းတမ်းမခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တရုတ်ကတော့နားမလဲဒါပေမဲ့ပြောဖို့ဆိုဖို့ကြည့်ရတာသူတို့မင်းနဲ့ငါတို့ကိုဒီလောက်ပတ်စံရှာပေးရမယ်ဒီမင်းကိုဘလောက်လာတာပဲမင်းအင်ကိုဘလို့ပြောရမလဲငါတို့ဘလောက်လို့ရရင်မင်းအင်ပြန်ခွင့်ရမယ်ဆိုတဲ့ပုံစံနဲ့ညှိနှိုင်းနေကြတာ အဲ့မှာချွင်းချက်အနေနဲ့ကဟုတ်ကဲ့ကျွန်တော်လုပ်ပါမယ်လို့ပြောတဲ့လူတွေရှိပါတယ်ဒါပေမဲ့ချို့တရုတ်တွေကအကျွန်တော်မလုပ်တတ်ဘူးလို့လိမ်လာလည်းရှိတယ်မလုပ်နိုင်ဘူးလို့ပြောတာလည်းရှိတယ်မလုပ်နိုင်ဘူးလို့ပြောတဲ့လူကတော့ဟောချက်ချင်းအဝိုင်းချူထောင်းပြီးတော့မှအဲ့ဒါမမြင်ရဲ့ဘောမမြင်ရဲ့ဖွယ်ရမမြင်ရဲ့ဖွယ်ရမရှိဘူးပြတ်သူသူတစ်ဖက်ကြည့်နေအဲ့လိုဝိုင်းတုတ်ပြီးတော့မှအချုပ်ထဲမှာထည့်ထားလိုက်တယ်ဒိတ်တဲ့သူကျတော့အဲ့ဒါပထမနည်းနည်းပါးပါးညှိနှိုင်းရတယ်တကယ်ဟုတ်ဖို့အဲ့ဒီကွန်ပျူတာရုံးခန်းထဲဝင်ပြီးတော့မှ ေးရတုံးနဲ့တုံးရောက်လောက်အတိရောက်တုံးရောက်လောက်ကဝိုင်းရက်ကြည့်နေပြီးတော့ကူတာနှိမ့်ခိုင်းပါတယ်တကယ်တက်တာကမတက်တာကလိန်လာလားဆိုတော့သိအောင်တကယ်မတက်ဘူးဆိုရင်လည်းအဲ့ဒါတို့အချုပ်ထဲထည့်ပါတယ်ဝိုင်းထူထောင်ပြီးတော့အဲ့ဒါအချုပ်ထဲမှာကြာပြီးသမိုင်းတက်နဲ့ပဲကြွေးတယ်အချုပ်ထဲမှာလည်းရာယူနှိမ့်ချက်တာတွေပါရှိပါတယ်အဲ့ဒါအချို့ထဲမှာနေပြီးတော့မှကျွန်တော်လုံးဝတော့မယ်ဆိုတဲ့အချိန်ကျမှယုံမှန်းတယ်မှာတင်စတင်ပြီးတော့တင်ပြီးပြီးတော့မှသူစခိုင်းပါကြာလာတဲ့အချိန်မှာဒီ ပတ်သက်မဝင်တာလို့ပါလို့နှိမ့်ဆက်လို့လည်းမထိုးလို့သူကတချို့လိုတော်ကြိုးတွေဖြစ်နေကြောင်အန်းနေဖြစ်နေအဲ့လိုဆိုလို့ရှိရင်သူတို့ကပြန်ရောင်းထုတ်ပါတယ်တခြားကုန်တွေအဲ့မြောက်ဝတီထဲမှာပဲမြောက်ဝတီထဲမှာပဲဒါဒီသူတို့ရောင်းလိုက်တဲ့နေရာတွေပဲကျွန်တော်တို့မသိဘူးတချို့ဆိုရင်ကြောက်ကြောက်သွားတယ်ပေါ့နော်ဒီဗီဒီယိုကောနဲ့အဲရောင်းတဲ့ manager ကတော့ master ထားတယ်အဲဗီဒီယိုကောနဲ့သူတို့ဟိုဘက်ကတတိယလည်း master ထားတယ်အဲရောင်းတဲ့လူကိုတော့သူတို့မျက်နှာဖွင့်ထားတယ် ည်းနည်းရောင်းမဲ့အချိန်ဆိုလို့နည်းနည်းရီချိုးခိုင်းရတော့တော်တော်ပြောင်းလေးပြန်အောင်လုပ်ပြီးတယ်ဗျာဒီလိုသူတို့အသုံးမကျတဲ့ကောင်ဆိုရင်ပြန်ရောင်းတဲ့ဘောပါဟုတ်ဒီလို level ပါတယ်ဟုတ်တယောက်တည်းဒီလိုဟိုအဝင်ထွက်ရှိပါအော်အဲ့တော့စဝင်လာတဲ့က तू ကဟိုသဘောတူညီချက်နဲ့မဟုတ်ဖန်းစီခေါ်လာတဲ့သဘောမျိုးပေါ့ဟုတ်ပါတယ်ညာဟိုရာခိုင်နှုန်း90ရာခိုင်နှုန်းပေါ့အဲ့လောက်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်အင်္ဂလိပ်စကားနဲ့နားလဲပါတယ်ပြောလဲပြောတတ်ပါတယ်ကြောင့်ခဲ့တဲ့ခဏလာလို့ကျွန်တော်စကားနဲ့ရတရုတ်လူမျိုးပေါင်းလေးတယောက်ကြောက်လာတဲ့အချိန်မှာမှာ ူကကျွန်တော်ကျွန်တော်အင်္ဂလိပ် don't worry သွားဖြစ်တယ်နဲ့ဖြစ်တယ်လို့မစိုးရိမ်နဲ့လို့ပြောလိုက်တဲ့အချိန်မှာသူကဟောမင်းအင်္ဂလိပ်တွေတက်တာလားတဲ့ငါဘယ်လိုရောက်နေလဲလို့သူကမေးတော့ကျွန်တော်ကမင်းကလက်တဲ့အချိန်ကျတော့တခါလေးပြောချင်နေတယ်မှာအဲအဲ့လိုမျိုးသူရောက်ခဲ့တဲ့အကြောင်းကိုကျွန်တော်သိရတာဟုတ်ပါဘူးကျေပါစစ်နဲ့သူတယောက်တည်းရောက်ခဲ့တဲ့အကြောင်းကိုလည်းကျွန်တော်ပြောရမှာမဟုတ်ဘူးအပြောပြလေးတည်တလားဟုတ်ကဲ့အဲ့16နှစ်အရွယ်ကောင်လေးရဲ့အဲဒီတရုတ်နိုင်ငံဒီပညာကောင်လေးဖြစ်ပါတယ် ူကက်တဲ့ပညာရကျွန်တော်မေးမိပါအောင်ဒါပေမဲ့ကွန်ပျူတာတွေပါလေသူကသူ့ကိုကျတော့တထေးရတော့ကြိုက်တဲ့အတွက်ကြောင့်မလို့ကြိုက်တဲ့အခါမှာမလုပ်တဲ့ကုမ္ပဏီတစ်ခုပြီးတန်းရှိပါတယ်ကျွန်တော်တို့ဝန်ထဲမှာကကုမ္ပဏီက၄၆ခုရှိပါတယ်အဲ့လိုအဲ့ဒီကြိုက်တာကတော့စိတ်မလုပ်တဲ့ကုမ္ပဏီမှာကျတော့ဒီဝေရှားနိုင်မယ်ထင်တယ်ဒီပညာသမားတွေဒီနဲ့တရုပ်တလိုင်းခွဲထားပါကြည့်အောင်အဲ့ဒီ line ကိုအကောင်လေးပို့လိုက်တော့သူပြောပုံအရဆိုရင်သူရောက်လာတဲ့ဟာကသူကဟိုမှာသူ့ကောင်မှာဖြစ်ရှိတယ်ဗျာ အဲမင်္ဂလာဆောင်မှုအတွက်တရုတ်ကမှပတ်စံနဲ့တင်ကောင်းရမှာမဖြစ်မလွယ်ဘူး။အဲ့ဒီအဟောသူကဒီမှာပတ်စံဒီဒေတာမှာလောက်လာလို့ရှိရင်ပတ်စံအများကြီးရမယ်ပြောတယ်။အဲဆိုပြီးတော့သူ့ကိုခေါ်လာတယ်။ပြီးတော့ဒီယူရောက်တော့အာမီလီယံဒေါ်လာ1ဘီလီယံပေါ့။ရှာပေးပြီးတနေ့တွင်ရှာပေးပြီးရတယ်။အဲသူ့အတွက်ဘယ်လောက်လဲဆိုပြီးပေးမယ်ဆိုပြီးပြင်ပြန်ပြီးတော့မင်းလက်ထပ်ပါလောက်ရှင်လဲဆိုရင်ပြန်လာမလို့ရှင်ဆိုလဲပြန်လာနိုင်ဆိုပြီးအဲ့လိုမျိုးခေါ်လာခေါ်လာတာပါဗျာ။ ဟုတ်ကဲ့အဲ့ငါကသဘောတူညီချက်နဲ့ခေါ်လာတာပေါ့အဲ့ဒါကြတော့ဟုတ်ကဲ့အဲ့ဒါကတော့ဒီနည်းနည်းအဲ့လိုအဲ့လိုမျိုးတိတ်ခေါ်လာတာလိမ့်ခေါ်လာတာဆိုတော့တကယ်တမ်းကျတော့သူကဒီကြားထက်လောက်အောင်လို့တော့ပြောပြီးခေါ်လာတာမဟုတ်ဘူးဗျာအဲ့ဒီမှာဘယ်လိုမျိုးသိရလဲသူတို့ဘယ်လောက်လောက်ထိလိမ့်နိုင်နေလိမ့်နိုင်ခဲ့လဲသိလားလုံခြုံရေးအနေနဲ့သိရတယ်အများဆုံးအမေရိကန်ဒေါ်လာသူကညာတိုင်းလို့မနက်တိုင်းလို့သူတို့ပေါက်လို့ရှိရင်ဘုံကြီးတစ်လုံးကားတယ်ဗျာ ပြီးလို့ရှိရင်ဘုံကြီးဆိုတော့တရုတ်နေစကားတွေထဲမှာတီးတယ်လို့ပါပြီးတော့စကားရုံနေပုံကြီးတွေပြ။အဲ့ဒါကျတော့အချီကြီးပေါက်တယ်လို့ပြောတယ်။အချီကြီးပေါက်ရင်အဲ့ဒီကောင်ပုံသုံးချက်ထူပါတယ်။အဲမောင်းလေးကျွန်တော်တို့မြန်မာဘုံကြီးကျောင်းတွေမှာတွေ့ရတယ်မောင်းလိုဟာမျိုးတွေတုံးရှိတယ်။မောင်းလေးမြင်တဲ့အတက်လောက်ပေါ့။အဲ့ဒါလည်းကျတော့မီလီယံဒေါ်လာ5000အောက်လို့ပြောတယ်။အာဘုံကြီးကျတော့မီလီယံဒေါ်လာတစ်သိန်း5000အထက်လို့ပြောတယ်။အာတရက်ကိုပုံမှန်ပုံမှန်ပေါက်တယ်ဗျအဲ့ဒီ မောင်းလေးစိန်အခါသုံးကအာခါလေးရလို့ရှိရင်မောင်းကြီးရဲ့တရက်တမသုံးကတော့ပေါက်တာရှိတယ်ဗျအဲ့ဒီကျွန်တော်ရဲ့ယုံကကျွန်တော်လုပ်တဲ့ယုံက80လောက်ပါပေါက်တယ်ဆိုတာသူတို့လိန်လို့အောင်မြင်သွားတာပေါ့အောင်မြင်သွားတာပေါ့ဟုတ်ကဲ့ဗျအာအဲ့ဒီမှာအချီကျွန်တော်အမြင့်ဆုံးပေါက်တာကတော့အမေရိကန်ဒေါ်လာ80သိန်းရအကောင့်တစ်ကောင့်နဲ့ပြီးတော့မှပေါက်တာပေါ့ဗျဟုတ်အဲ့ဒါဆိုခုနကခုနကလိုဘုံကြီးကိုတီးရတယ်ပေါ့ဟုတ်ကဲ့ဘုံကြီး ချစ်သိမ်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလူကိုကျတော့သူကအဲ့ဒီပန်းလေးပါလေးဖောက်ပြီးတော့မှအဲ့လိုမျိုးပုံပြီးတဲ့အချိန်မှာဘေးရနေကောင်းကောင်းနေရပုံမှန်ဆိုရင်ရိုက်တတ်နေပြီပဲအဲ့ဒီပောက်တဲ့အချိန်မှာဟိုဟာဖြစ်ပြရကြပန်းဖောက်ပြီးရတော့လုံးပြရဒါတော့နည်းနည်းချာချာပါပါထူတယ်ဆိုတာခေါင်းဆောင်တွေကထူတာပေါ့အဲ့ဒီဟာကိုပုံတွေပါတီးပေးရတာဟုတ်ပါဘူးပေါက်တဲ့ပေါက်တဲ့လူကိုတိုင်းတရားဝင်တိုင်းထူရတယ်ဩကိုဒီလိန်တဲ့လူကိုတိုင်းကွန်ပျူတာမှာထိုင်တဲ့လူကိုတိုင်းကိုပေါက်ပြီဆိုတော့ထူရတယ်ဩ ဲ့တော့လိန်နဲ့လိန်နီးတွေရောဘယ်လိုမျိုးလေ့လာသိရှိရလဲဘယ်လိုလိန်တာလဲသူကအဲဟုတ်ကဲ့အဲအဲ့ဒါလည်းကျွန်တော်သိတယ်လို့ပြောပြပါဦးလိန်နဲ့လိန်နီးရတယ်တော့သူကဒီအကောင့်ရှာတာကဒီကုမ္ပဏီကအကောင့်ရှာတယ်ဆိုပြီးတော့ line line ရှိတယ်ပြအဲ့ဒါကတော့ကျွန်တော်ထင်တယ် UP မှာလာပြီးသူကုမ္ပဏီလက်ခွဲတယ်ပေါ့လေသူက Instagram Facebook ဟို TikTok အားရရနေပြီးတော့မှ website နဲ့ရှိတဲ့သူဟိုအတိုင်းအတိုင်းတာတူရှိတဲ့သူကိုအကောင့်ရှာတယ်ဒါမြန်မာပြည်လောက်တယ်လို့လည်းကျွန်တော်ကြားတယ် မြန်မာဒါဆိုတပေါင်းဝေးရတယ်လို့ပြောကြတယ်အဲအဲ့ဒီကနေအကောင့်ရှာပြီးလို့ရှိရင်မြုပ်ပြီးရချက်ပြီးထိုင်ပြီးရတယ်ဒီလူနဲ့စကားတွေပြောပြရတယ်သူတို့ပြောပြီးတဲ့ဘောရဲဆိုတာကျွန်တော်ရှိမှာ၃ယောက်ရှိပါတယ်အာလုံးပေါင်း၄ယောက်၄ယောက်ကထွက်သွားတယ်ငွေနဲ့ချက်ခါချုပ်ပြီးလို့အဲ့ဒါညာတာကဟိုဘောအစီလေးပိုင်းရ main clay တွေချင်းတဘောတွေမှာဒီနှကောင်းရှင်းနဲ့ရုရှားမှာနေလို့ပြောရနိုင်ငံနဲ့ပဲတော့ကျွန်တော်မသိဘူးသူတို့ကကျွန်တော်လိမ်မော်စကိုလို့လိမ်အဲ့ဘောတွေတင်ထားတဲ့ပုံတွေ အကျုံးတွေကအတုံးပြုပြီးတော့မှအဲ့ဒီအကောင့်တွေကိုစကားပြောတဲ့အခြေအချိုးတွေပါရညာတဲ့လူတွေမိုးမိုးတောင်းတဲ့ချစ်ကြအောင်ညွှန်ဆွဲလိုက်တယ်အဲ့အဲ့ model တွေကိုယ်တိုင်လာထိုင်ပြီးလုပ်တာပေါ့ဟုတ်ကဲ့ခင်ဗျ model model ထမ်းဆိုပြီးတော့မှသူက model ဟိုတက်တော့တက်တာဖြစ်အောင်လာလာကောင်းကောင်းပြီးထားပြီးတာနဲ့အဲ video ကိုဟိုဘက်က customer လို့ခေါ်တယ်ဒီသူတို့တာကကပြမက customer ကအဲမင်းကဘယ်လိုဂျုံအောင်ပါလဲဟုတ်ပြီမင်းနဲ့ငါနဲ့ video ကိုပြောမယ်ဆိုရင်အဲ့ဒီကြောက်က ြောနေတဲ့ချက်နေတဲ့ဖုန်းလေးကိုယူယူပြီးလို့ရှိရင်အဲဒီ wallet အကောင့်ကိုပြည့်ပြည့်ပြီးတော့ဒီမှာမင်းကဒီဘောပြောရတာပြောရတဲ့ပြောပါအဲ့လိုချက်ချက်ထားတာပေါ့လုပ်ငန်းတော်ပေါ့ပေါ့အရင်တော့ကူလေပြသူတို့လောက်တာတော့ဒါကျွန်တော်တို့အပြင်ရှိတော့နည်းနည်းခက်ခဲတဲ့လိုပေါ့လေ model အားရောက်ပြီဆိုတော့ model တစ်တဲကိုဖုန်းရောက်ပြီဆိုတော့ကင်မရာတိတ်မှာပိတ်ထားတဲ့တိတ်လေးကို ွားခွာပြီးတာနဲ့မော်ဒယ်ကနေပြီးတော့အဲ့ဒီ overclock customer နဲ့ဖုန်းပြောရတယ်ခင်ဗျာကြောင်ကြောင်တိတ်တွင်းလာပါတော့။အော်စပြီးတော့စပြီးတော့ဒီဓာတ်ပုံနဲ့ join တော့တော့ရိုးရိုးလူတယောက်ကပဲဝန်ထမ်းတယောက်ကပဲလောက်ရတာ။ဟုတ်ကဲ့ဟုတ်ကဲ့။တကယ်ဟိုဘက်ကယုံလာပြီဆိုပေးပြောလိုက်တာပေါ့ဒီကဟိုအခန်းထဲက model နဲ့။ဟုတ်ကဲ့ model နဲ့ပေးပြောလိုက်အင်္ဂလိပ်လို့ပေါ့။ကျွန်တော်တို့ကျွန်တော်လုပ်တဲ့ကုမ္ပဏီကသူကနိုင်ငံတကာဟိုကျွန်တော်လုပ်တဲ့ကုမ္ပဏီကတော့ USA ကိုတိုက်တာခင်ဗျ။အဲ့တော့ model ကငွေချူတာပေါ့။အဲ့လိုလို အဲ့တော့ဟိုဆက်ချက်တို့ပါလို့အဲ့ဒါကြီးလည်းပြောရမှာပေါ့အဲ့ဒါကရောကြားလာအဲ့ကြာဒီကကြာတော့သူကခြွင်းချက်နေတယ်အဲ့ဒါကြီးကတော့ကြီးတော့ရှိတယ်ပေါ့ဒါပေမဲ့ဟိုအဲ့လောက်ကြီးဆက်ချက်ကဒီ US ကအဲ့လောက်ကြီးတော့မဟုတ်ဘူးဒီတိုင်းပြလာပြီးတော့ရှိတယ်ဟုတ်ပြီအဲ့တော့ဒီကုမ္ပဏီကြီးကတို့ကဟိုဘာကုမ္ပဏီဆိုပြီးတော့အဲ့လိုမျိုးနာမည်တက်ထားလဲဥပမာတို့အပြပေါ့နာမည်ပြဘာကုမ္ပဏီဆိုပြီးတို့ကဖွင့်ထားတယ်အဲ့ဒါတော့ကျွန်တော်ဟိုကြည့်ကြည့်စမ်းမသိဘူး အဲ့လိုနံပါတ်တက်ထလာလည်းမရှိဘူးသူများတွေ data ကန်နေခေါ်တာလည်းအခေါ်မရှိဘူးညာ online လို့ပဲခေါ်တာ online လုပ်ငန်းလို့ခေါ်တာအဲ့တော့ဟိုဒါအဓိကဟို BGF က main ဒီ area တခုလုံးကိုစောက်ပေးတာပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့ဒီဘောပါအဲ့တော့ BGF ကငကိုတည်းကမသိဘူးလားဒီဒီဥစ္စာကိုသူတို့အခုတင်းစားရှင်းလင်းပွဲလုပ်နေသူတို့ငကိုကမသိဘူးဟိုစီးပွားရေးလုပ်မယ်ဆိုလို့ငှားပေးတာပဲလို့ပြောတယ်အဲ့တော့စပြီးဒီလိုတဲ့တဲ့က तू က ဘာလုပ်ငန်းမှန်းလဲပြောတာမဟုတ်ဘူးလေဆိုတော့ BG အနေနဲ့မသိနိုင်ဘူးလားစတယ်ကကျွန်တော်တို့ရောက်တဲ့အမြင်ရတော့ဟိုဒါကဟိုပါပေါ့လင်းနေတဲ့ခုပဲဘာလို့မသိရမှာလဲကျွန်တော်တို့တောင်းမှာပဲခဏလေးဝင်လာနဲ့ဒီနေ့ဝင်ဖို့မျက်စိနဲ့အခုတန်းသိတယ်ဒါကကျွန်တော်တို့ခုဝင်ချိုးဖောက်ပြီးဒီကောင်းနေစုပ်ပြတ်တဲ့နယ်တရုတ်လေးတော့တချို့လိုတန်းတန်းကျတယ်နဲ့ကြည့်ကြတယ်လိမ့်ထားရုံနဲ့ဒါကတရားဝင်တဲ့ဟာကဘုံမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိတယ် အခုလဲကျွန်တော်ပြောတဲ့အကြောင်းကြီးကဘာဖြစ်လို့လဲဆိုတော့အခုတချို့ကုမ္ပဏီတွေကမြန်မာပြည်မှာလုပ်များလို့ကမ္ဘောဒီးယားလာလို့ရှိတယ်အဲ့ဒီအချိန်မှာသူတို့မြန်မာတွေတော်တော်များကြုံရတဲ့ကောင်ကိုခေါ်သွားတယ်အဲ့ဒီကောင်ကိုခုလောက်သူလာလို့ကမ္ဘောဒီးယားလုံးမှာဒီကျွန်တော်တို့လက်ရှိဒီတော်မှာမှာခံရတဲ့ပြုတ်နေလို့မျိုးခံရပြီလားမသိဘူးမြန်မာတွေဟုတ်ပြီအဲ့တော့အခုအကိုအနေနဲ့ကဘာကြောင့်ဒီကနေပြန်ထွက်လာလဲဘယ်တော့မှထွက်လာအာကျွန်တော်လွန်ခဲ့တဲ့တပတ်အာတပတ်ကြာလောက် ုပ်တရားကျွန်တော်ဒီမှာပြည့်စုံပြီးမရတော့တဲ့ကြောင့်မို့လို့ဘုကုံကြီးကကမ္ဘောဒီးယားကိုရွှေ့ပြီးတော့ပြင်ကြတော့ကျွန်တော်တို့ကတရုတ်ပြည်ကြီးရှိရတော့စောင့်ကြမှာမဟုတ်ဘူးညအဲ့ဒါကြောင့်ကျွန်တော်တို့ထွက်လာတာအဲ့ဒီကမထွက်ခင်အချိန်မှာဒီကိစ္စကိုကျွန်တော်ဒီတရုတ်ပြည်ရောက်ကိုကဲဘုကိစ္စကအကျွန်တော်ကြမ်းစီနေတာကြာပြီဗျအဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာနည်းနည်းပြင်ချက်လက်ဖို့ခိုင်မောအမှကျွန်တော်ကချိန်နေတာဒါပေမဲ့အခုထွက်လာတာတရုတ်ပြည်ကြီးကျက်တော်တောက်ခတ်ဘက်ကိုပြောင်းသွားတယ်ကျွန်တော်ကုန်နေရတယ်အဲ့ဒါကြောင့်ကျွန်တော်ထွက်လာတာ လုံးမရှိတော့လို့ခေါ့ဟုတ်သူအလုအလုမရှိတော့သူတို့ကိုယ်တိုင်အလုကိုဟိုဟာဖြုတ်လိုက်တဲ့သဘောလားဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုသဘောမျိုးပေါ့နော်အာပြီးတော့သူတို့သွားမယ့်အချိန်မှာဖုန်းတွေကိုသူတို့ရဲ့ဈာပြန်လုပ်တဲ့ဖုန်းတွေဘာတွေသူတို့ရဲ့လက်ကင်ဖုန်းတွေဘာတွေဖုန်းခုခွဲခုခွဲပြီးတော့မှအကွဲတွေကိုအဲ့ဒီဈေးဝယ်ခါညာခံထားတဲ့ပုံနဲ့လာတာများတယ်ပဲသူတို့တိကျတာတော့အဲ့သူကအဲ့အကွဲတွေယူပြီးတော့အပြင်းအဆိုင်မှာအောက်ဆီဂျင်နဲ့တော့ပြန်ဖွင့်နေတယ်ဟုတ်ဟုတ်အခုအဲ့အဲ့နမက် ဂိတ်နံပါတ်5မရှိတော့ဘူးအဲ့မှာလုပ်ငန်းလေးအာရှိသေးတယ်ဗျာသူကခုနကကျွန်တော်ပြောတဲ့တရုတ်တစ်ဖွဲ့ပေါ့လေသူကကျတော့နည်းပတ်သက်လိမ့်တာလဲအိုင်ဒီကမားလဲပါကြတယ်အပညာလည်းနည်းနည်းတော်တယ်အင်္ဂလိပ်စကားလည်းတက်တယ်ဆိုလို့ရှိရင်သူကအဲ့ဒီတရောင်တတာဖြစ်တဲ့ရုံကပေါ့ဒါပေမဲ့အလုပ်ချင်ရသူကအဲ့ဒီကြိုက်တာနဲ့လားရှားတယ်ဗျာအာစိတ်မတုပ်တယ်ပေါ့လေနည်းနည်းသက်တာတယ်ပေါ့ပြောမှဆိုရင်အဲ့ကုံကြီးကိုခေါ်တယ်ကုံကြီးဆိုတော့ကျွန်တော်တို့ကဒုတိယအတော့ပဲသူကသုံးတော့ပါလေတိုက်ကြည့်ပါဦးလေ အဲ့ကတယုံကျန်ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာတွေနဲ့ဆက်တဲ့ဘက်နဲ့ခေါက်ဟုတ်ပြီအဲ့တော့အခုကဒီဥစ္စာနှိမ်နေရေလို့တော့ BGF ကလည်းအကုန်ဝင်ဖမ်းနေပါညာလုံနေလေဆိုတော့အဲ့ဒါရောဘယ်လိုသိရလဲထိရောက်လားကုမ္ပဏီပါခေါ်ထုတ်နိုင်လားအခြေအနေအဲ့လေရှင်းပြပါဦးမထိရောက်မထိရောက်မထိရောက်ထိရောက်တာကကျွန်တော်ထင်တယ်၄၀ရာခိုင်နှုန်းလောက်ပဲထိရောက်တော့တယ်ဘာဖြစ်လို့လဲဆိုတော့စစ်ပုံစံမျိုးကျွန်တော်တို့သိရတယ်ဗျဒီတရုတ်ပြည်ကကျွန်တော်တို့စီမှာကျွန်တော်တို့ရုံးတစ်ခုလဲဆိုလို့ရှိရင် တရားလောက်ရှိတယ်ဗောလေ80ကျော်တရားကိုပေါင်းပေါင်းလေးတော့ပါရောပေါင်းလေးသူကအကုန်လုံးဟိုအကုန်လုံးသူက light snap ကိုရှာတာမဟုတ်ဘူးဗျာချို့ပို့ပေါ်ပင်တဘောမျိုးပဲကျွန်တော်ကြည့်တာပတ်စံပေးထားလာမှာလေအဲ light ကြည့်ပြီးတော့မှာနည်းနည်းကျွန်တော်တို့ဆိုရင်ဟိုဟာပေါ့ဖွက်ထားတာပေါ့တကယ်လို့မကြည့်အောင်မပြအောင်ဖွက်ထားတာရှိတယ်အဲ့ဒါကိုလူတွေတစ်ယောက်ရဲ့လူတွေတစ်ယောက်ဆိုတာကျွန်တော်တို့ပုံပြရားချက်သားလုံးလို့ပြီးပေါ့လေကျွန်တော်ပြောတဲ့အပြင်ရန်ပေါ့လေစစ်တင်တဲ့ပုံစံမျိုးတော့ပေးထားတယ်ဒီဘောင်းအမဲတယ် အဲသူတို့ကောင်လေးတင်ယောက်ရဲ့ပေါ်ဆောင်မှုကြောင့်လို့မင်းတို့ဟာမိသားစုမသိနေတယ်လို့ငါတို့ပြောထားရတဲ့ဘာညာဆိုပြီးတော့မှကောင်လေးတယောက်ကဖြတ်ပြရတာမျိုးအဲ့ဒီတယောက်ကိုပိတ်ထားတဲ့အခန်းကြီးတွေကိုတက်ပြီးတော့အဲ့ဒါဒီစစ်စေးဖွဲ့ရမြင်တာမြင်တော့ဟုတ်ပြီမင်းတို့ထားမှာငါစစ်မယ်မင်းတို့ဘာလို့ပြေးတာလဲစစ်လိုက်တော့တယောက်ကိုထွက်လာတာအဲ့ရန်ရထားတဲ့ကောင်လေးအဲ့ချိန်မှာအကုန်လုံးပြန်ထွက်မင်းတို့တန်းစီဆိုပြီးတော့မှမင်းတို့ဘာလို့ဒီမှာနေရအောင်ငါတို့စစ်မယ်ဆိုတော့မသိဘူးလားဘာညာဆိုတော့မှတန်းစီလိုက်တဲ့အချိန်မှာ အကုန်လုံးကဘယ်လိုပြောမလဲဆိုကြောက်စိတ်နဲ့လောက်လာတာဆိုတော့ဒီအချို့တွေကြောမှတန်းရတွေပါတယ်တိုက်ခံတာကဟုတ်ပြီအဲ့ဆိုမင်းကိုဘယ်လိုကြိုက်ရလဲဆိုပြီးတော့မှအဲ့ဒီကြိုက်တချို့ခေါင်းဆောင်အပေါ်လုံးလုံးကိုကြိုက်တဲ့ခေါင်းဆောင်တချို့ဖူးကျူးခံရတာပေါ့ကွာတကယ်လည်းကြိုက်တယ်ဟောဒီကဒီမှာတယောက်တော့ဖူးကျူးလိုက်တယ်အဲ့တယောက်တော့လက်ထက်ခက်ခက်ပေါ်သွားတယ်ကျန်တဲ့ကောင်ဒီပြည့်နေတဲ့ကောင်လက်ထောင်ဆိုပြီးတော့မှရိုက်လိုက်ခံရတဲ့ကောင်ကြီးတော့ ဲ့ဒီကားနဲ့သူကျတော့ပြန်ပို့မယ်ဆိုတဲ့ line ပေါ်သွားတယ်ဂျိုက်တဲ့ကောင်ကြီးကျတော့ဒီ၄ယောက်ဂျိုက်၄ယောက်တည်း၁ယောက်တော့ခုကြည့်လိုက်တဲ့ကောင်လက်တစ်ချက်ပေါ်သွားတယ်ကျန်တဲ့ကောင်ကအမှကျန်နေတယ်အဲပြီးတော့တချို့ကောင်တွေကဗာလဲဆိုတော့ကျွန်တော်ကိုအူညီတောင်းတဲ့အခုတယောက်ဟိုတယောက်ဆိုလို့ရှိရင်သူကဗာလဲဆိုတော့မပြောရတာဒီကျန်နေတဲ့ကောင်ကလက်တော်ဆိုတယ်သူကမပြောရမင်းဘာလို့မပြောတာလဲဆိုကျွန်တော်မေးတဲ့အချိန်မှာကျွန်တော်ကဟိုကနေဖုန်းက translate နဲ့သူလစ်တဲ့အချိန်မှာသူကျွန်တော်မေးရတော့မျက်ရည်ပေါ်ကပြောမှာငါမပြောရဘူးလေကွာတဲ့အဲ့လိုပြောတယ် ရာနောင်ပြေတော့မတိရောက်ဘူးကျွန်တော်ပြီးတော့ဖွက်ထားတဲ့တချို့ကျွန်တော်တို့ site မှာဖွက်ထားတဲ့တချို့ကိုမိသွားပါပဲကျန်တဲ့ site ဒီမှာဖွက်ထားတဲ့တချို့ကိုလွတ်တော့လွတ်ကောင်းလွတ်နိုင်လွတ်သွားနိုင်တယ်ဟုတ်ပါအော်ဟုတ်ပြီဟုတ်ပြီအဲ့တော့ BGS ကဝင်တော့စစ်တယ်ခုနလိုတော့လုတ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့အကုန်လုံးကိုခေါ်ရတာမဟုတ်ဘူးပြန်ကျင်တဲ့လူနဲ့ခုနဟိုနည်းနည်းဟိုရိုက်တယ်လို့တန်တရားရှိတဲ့လူတွေကိုခေါ်ရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဟုတ်ပါပါအဲ့ဒီချက်ကလည်းက ပြန်ရှင်းတာတော့တကယ်အကုန်လုံးကပြန်ရှင်းကြတာ။အော်အဲ့တော့အခုလက်ရှိအခြေအနေကဘယ်လိုရှိလဲအဲ့ဒီကြားဖြတ်တဲ့ပတ်သက်ပြီးမြဝူရီရောရွှေကုတ်ကိုရောပေါ့နော်ဘယ်လိုမျိုးကြားရလဲဘယ်လိုသိရလဲလက်ရှိကတော့ကျွန်တော်တို့ဒီဝန်ထမ်းဒီအပြင်ဝန်ထမ်းတော်များပေါ့ဗျာလေတန်ရှင်းတို့ထမင်းချက်တို့ပါညာပေါ့အဲ့ဒီဟာတွေကိုတို့ကဝန်ထမ်းအင်အားတဝက်စီတော့ short ချတယ်ပြီးတော့ဒီမှာဟိုလည်းကြားရကြားမှာပေါ့ဒီရတော့ရတော့တို့ရတဲ့ဈေးနဲ့ပေါ့ကိုယ်တွေအထက်မှာထောင်နေ အတောင်ပြီးတော့မီးစက်တွေကတော့အားကြီးမီးစက်ကတော့အားကြီးမြန်မြန်နဲ့သူကဘယ်လိုဝယ်လိုက်လဲဘယ်ရောက်ဝယ်လိုက်လဲတော့ကျွန်တော်လည်းမသိဘူး။ကျန်ဘောကဘယ်တန်းမှာလားဆိုင်ဘက်ကဘယ်မှာလားမသိဘူး။မီးစက်ကြီးတွေကတော့ဟိုဆိုင်ကျွန်တော်တို့ယုံသေးလေးတောင်မှမီးစက်ကြီးပါတော့ချက်ရှိတန်းဝယ်ပြန်။ဟိုကဘောတိတ်ပိုးကကျွန်တော်စတန်နဲ့မီးစက်လည်းအဲ့ဒါတွေနဲ့ပြီးကြီးသေးတွေရတော့တောင်ပြီးတော့မှမီးစက်တွေနှုတ်နှုတ်ပြီးတော့မှမြန်မာမြန်မာတွေကျွန်တော်များနိုင်တယ်အပတ်နဲ့ပြ။အဲ့ဒီချက်တင်လောက်တာတွေရောမော်ဒယ်တွေရှိတော့သူကဘယ်လိုလုပ်လဲဆိုတော့ လည်းဒီတစ်မျိုးရှိသေးတယ်ကြာသူက AI model နဲ့ပြတို့ရဲ့ဒီစနစ်ကလည်းလည်းတော့မြင်တဲ့တယောက်ကလာဆိုတော့ဟော model မျက်နှာဖြစ်အောင် AI နဲ့ကြောင်းပြီးတော့မှပြောပြောတာတွေပါတယ်ကြာအဲ့ဒါကတော့ကျွန်တော်ညမြင်တော့မတွေ့ရအောင်ဒါတိုင်းဝန်ကောသားတွေမှာဒီလိုစစ်ကြေကြတာတွေ့ရမှာတွေ့နေတာ AI AI model လို့ရှိသေးတော့ပါတော့ပြီးတော့မျက်နှာအစ်ပြရတယ်ခန္ဓာကိုယ်ကတော့အစ်ပြရတယ်ကြာလို့ဟော deep fake နဲ့လောက်တာပေါ့အင်းဟုတ်ကဲ့ဟုတ်ကဲ့ အဲလုပ်ငန်းတွေကတော့အဲ့ဒီမြန်မာတွေနဲ့မျိုးဆက်တဲ့ဆက်တဲ့ပတ်နေတယ်ပေါ့ဟုတ်အဲ့တော့ BDF ကအခု9000လောက်ပေါ့နော်ခေါ်ပြီးသူတို့ပြန်ပို့ဖို့လုပ်နေတယ်အခုတော်တော်တန်တန်တဝက်လောက်တော့ပြန်ပို့ပြီးတင်တယ်တချို့လည်းတောင်းတင်နေတယ်ဆိုတော့ဒါဒီဒီ9000ဆိုတာကဘလောက်ရာခိုင်နှုန်းလောက်ပဲရှိမလဲတကယ်တမ်းဒီလုပ်ငန်းလေပတ်နေတာ ਨੇ ဩအဲ့ဒါဆိုရင်အခု မှန်ကြီးပေါ့လေကျွန်တော်ကျွန်တော်ပြောပါမယ်ဘယ်လိုလဲဆိုတော့ကျွန်တော် site မှာဒီကိုကကျွန်တော် site ဆိုတာဒီ site ကျွန်တော်များတယ်မှာဒီလုံး site site မှာပါတယ်ဗျာဘာလို့လဲကုမ္ပဏီလေး၄၅6ခုပဲရှိတယ်အပြင်ဝိုင်းဝိုင်းလေးနဲ့ကျင်းတယ်ကန်နက်ကလေးမှာပဲဟိုဘက်ကထိုင်းတော်တက်မှန်ရောရဲ့မရှင်းလိုက်အောင်ထောင်းပြရ site အဲ့နည်းနည်းဟိုအခုဒီဘက်ကပုံမှန်မှာကျင်းကျင်းကြည့်လိုက်ပေါ့အဲ့ဒီမှာပြောင်းတဲ့အဆောက်အဦနဲ့အာအဲ့ဒီ site လေးမှာပဲဆိုရင်တော့တရုတ်က50ကျော်ရှိတယ်အင်း ကျန်တဲ့ဒီ trip book ကိုတခြားဟိုဟာဒီဝမ်ခါပါညာအစရာချင်းတော့တော်တော်များပဲဒီမှာ100ရောရာဆိုတော့ဒါနဲဦးမယ်တကယ်ကျွန်တော် site လေးမှာတော့ဝင်မှာကြော်တယ်ပြုတ်မှာကြော်အဲ့တော့အခုတရုတ်ကောထိုင်းရောဒီဘက် BGF ကောပေါ့နော်ဝိုင်းပြီးတော့အခုဒါနှိမ့်နှင်းဖို့လုပ်တယ်ဆိုတာတကယ်တမ်းဟိုအမြင့်ဖြတ်ပြတ်နိုင်မှာမလားဘယ်လိုဘယ်လိုမြင်လဲအခုလုံးဝလုံးပြီးနေဆိုတော့မပြတ်တဲ့အမြင်ကိုပြန်စရမှာပေါ့ရှင် ဒါကရှယ်ယာရှင်ကြီးမြန်မာလူမျိုးတွေလည်းပါရင်ပါမလို့သူတို့ရဲ့လောဘဝေလာဉာဏ်ဉာဏ်နဲ့ဖလာလို့မသိအခုလုပ်တဲ့ပုံစံကပြန်အောင်ပြန်ပြန်လဲပတ်မှာသဘောရှိကြတာပါသူတို့ဒါဟိုင်းဘက်ကရက်စမီနဲ့လောက်ကစီရောက်လို့ပဲလောက်ရတယ်ကလားတော့ကျွန်တော်ထင်ပြီးကျွန်တော်ရဲ့အဓိကပြောပြတဲ့ဒီချက်ကတော့ဒီကျွန်တော်ကိုအူကြီးတောင်းထားတဲ့ဒီရုပ်စေရောက်တော့ဩသူတို့ကတော့နည်းနည်းပြတော့ဖို့အခွင့်အရေးပြန်ကြပါတော့ ဩအဲ့ဆယ်ယောက်ကအဲ့အဲထဲမှာပဲရှိနေသေးတယ်ပေါ့တိုင်းနာတူတူရှိနေသေးတယ်ပေါ့ဆယ်ယောက်လုံးနဲ့ကျွန်တော်နဲ့ဆက်ဆွဲမြောက်သူကဆယ်ယောက်ကလို့ညီထားတယ်အဲ့ချိန်မှာဒီကောင်ကပတ်သက်နေနေရှာတော့သူကနည်းနည်းလွတ်လပ်လွတ်လပ်တယ်ပေါ့ဒီကောင်ဆောင်နေတဲ့သူ့ကိုသိပြန်ကြားကြားတာတော့ဒီလိုနည်းနည်းလေးဟိုသူများတွေရှင်းနေတာတော့လို့မြောက်သူကသူကတော့ကျွင်းရနေတယ်သွားလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တယောက်နဲ့ကျွန်တော်နဲ့ချိန်ထားတယ်ဗျာသူတို့ကကျွန်တော်တို့ရောင်းအောင်ပြောင်းပြီးတော့မှအဲကြောက်ထမှာသူကျွန်တော်ကြားတာတော့တလားတန်နေတလားတန်နေခဏ ကတ္တမာတွေမပြတ်အောင်ဆက်ထိန်နေတဲ့သဘောအရတဲ့ပြီးတာနဲ့သူတို့တတုတ်ချင်းမဲ့ကံကိုရရောက်ပြောင်းလာတာမို့တတုတ်ချင်းမဲ့လာကိုပြောင်းလာဘလုံးလိုက်ကြည့်လို့မရတော့သူတို့ပြောင်းသူကချိန်နေတဲ့ကာလပြသူတို့ကဲတော့ချင်းတော့ဒါအခုကာလအဲ့လိုမျိုးအခွဲတကယ်အလုံးလုံးတဲ့အခွဲစီယုံကြည်ရတဲ့အခွဲစီနဲ့ဒီပြင်တီတီဗီနဲ့အာချက်ဆက်ပြီးတော့ခေါ်ထုတ်မှရတာပါနမောစေဘုရားနမညာရောက်သွားပြီလို့လည်းဆက်ခိုင်းပြီးတော့မှအချက်မြိတ်ဆက်ခံကြအောင်ပါ ဟုတ်ပြီအဲ့တော့အဲ့မှာလုံချိုရေးတယောက်နေသွားလုံတဲ့အတွေ့အကြုံရဟိုဘာပြောခြင်းလဲနောက်ဆုံးအနေနဲ့နောက်ဆုံးအနေနဲ့ကတော့ဒါရီယာဒီတော်တော်မဖြစ်တဲ့အားရောဘာဖြစ်လို့လဲဆိုတော့လုံချိုတာ16လောက်ဆိုတော့အစင်းကြီးဘုဘကဘာမှတွေးစရာကိုယ်ဝယ်စရာအာမလုံချိုမှုမရှိတော့ဒီငွေလိမ်လုံပြီးတော့မှတကွာလုံးတာကမပြည့်မချင်းတာကပြည့်တယ်ဆက်ခိုင်းတာအိမ်ငယ်ရကြီးတယ်ဒါရီယာလိမ့်ချန်တဲ့အောင်ဆိုပြောလို့ပေါင်းတယ်ဆိုတော့မငယ်တော့မငယ်ပါလား ိုက်ထားလို့ဒီညီမကမှဉာဏ်လေးအပြစ်ချုပ်မှဟိုဖြစ်နေလို့အဆင်ပြေပါမယ်လို့ဟုတ်လူသားချင်းဖြစ်တဲ့အကြောင်းကိုတရုတ်နိုင်ငံသားပဲဖြစ်ဖြစ်ကလားပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့အဲ့လိုပဲဟိုစိတ်ထဲမကောင်းဘူးအဲ့အကြောင်းကိုကျွန်တော်ဒါလေးတင်ပြနေတော့ဟုတ်ပြီကျေးဇူးပဲနော်အခုလိုပြောပေးတာအခြေအနေကိုဟုတ်ကဲ့ပါဟုတ်ကဲ့ပါ